死んじゃうかもしれないんですよ今すぐそこから離れろ誰かが死んでからじゃ遅いやぞ事故物件怖い間取りအားလုံးမင်္ဂလာပါဒီနေ့ပြောပြပြီးတော့မယ့်အကြောင်းအရာကတော့ဂျပန်ဒီရဲ့အိမ်တိုက်ခန်းဒီမှာတရေ၆တဲ့အိမ်ဆိုတာရှိတယ်ဆိုတာသင်ယုံပါသလား ဂျပန်ရဲ့လူဦးရေကမြန်မာနိုင်ငံထက်နှစ်ဆများတယ်ဗျာ။နိုင်ငံကသာကျင်းတာလူဦးရေကများတယ်။ဘီနန်းအခန်းဘာဖြစ်မှန်းလည်းမသိဘူးဗျာ။ဒီလိုအချိန်မှာကိုငားလိုက်တဲ့အခန်းကဂါဂနနာတီးဖို့လိုရယ်။အဆောင်မဲ့ဖြစ်ဖြစ်ကျွန်တော်တို့တိုက်ခမ်းမဲ့ဖြစ်ဖြစ်ငားတဲ့ခါမှာ အိမ်ပွဲစားတွေကိုတေချာမေးတင်တယ်ဗျာဒီအိမ်ကတရေ6လားအိမ်ပွဲစားတွေကတော့မမေးဘူးဆိုတော့သူတို့ကတော့ထိုးပြီးတော့ငှားတော့မှာပဲဗျာပတ်စံသူတို့ကတော့ပတ်စံရတာပေါ့အဲကြောင့်မို့ကကနနာဒီအိမ်ကတရေ6လားဆိုတော့မေးပိုင်ခွင့်ရှိတယ်အဲဆိုသူတို့မဖြေမနေရဖြေရမယ်ကိုကအိမ်ငှားတဲ့ချိန်မှာစာချုပ်မချုပ်ခင်မှာနောက်တစ်ခါတွားပြီးတော့ကိုကိုတိုင်အနီးပတ်ဝန်းကျင်ကိုတွားလိလာတင်တယ်ပုံမှန်အားဖြင့်အိမ်လိုက်ပြရင်သူတို့ကကားနဲ့လိုက်ပြတဲ့ခါကျတော့လမ်းမကြီးရနေဆိုအခြေအနေကမသိဘူးဗျာစာချုပ်ချုပ်ပြီးအိမ်တက်နေတော့မှအိမ်နောက်ဖေးမှာတင်ကြိမ်ကုန်းကြီးရှိတယ်ဆိုတီမှာတော့ဘယ်တက်နိုင်တော့မလဲမနေဘူးဆိုရင်လေကိုစာချုပ်ချုပ်လိုက်တဲ့ပတ်စံ န်တောင်း30ဆိုရင်မြန်မာငွေနဲ့ဆို60တရာလောက်အနည်းဆုံးကတော့ပေးရဗျာအဲ့အလကားနေအော်တိုရှုံးနေဗျာအခုလို့ကြုံဘူးတဲ့မြန်မာမင်းကြီးတော်တော်များများရှိရဗျာအဲ့လိုဆိုတော့ကိုချွေးနှဲစာနဲ့ရှာထားတဲ့ပတ်စံအလကားနေနဲ့ဆုံးရှုံးသွားရဗျာသူတို့စားလဲကျွန်တော်ကိုချင်းစားပါတယ်ယောက်ျားလေးဆိုရင်တော့အတက်နိုင်ဆုံးတော့အရင်ကြည့်အောင်တော့တီးခံပြီးနေမယ်တရင်မဆိုရင်တော့လာထားပေါ့ဗျာ စတာပါအခုလိုမဖြစ်အောင်စာချုပ်မချုပ်ခင်မှာအိမ်ပွဲစားတွေကိုတီချာမေးတင်တယ်ဒီအိမ်ကတရေ6လားပေါ့ကိုမနေခင်မှာလည်းအိမ်ရဲ့ရာဇဝင်ကြည့်လို့ရတယ်အဲဝက်ဘ်ဆိုက်ငါကိုကျွန်တော်အခုဖော်ပြပြီးသွားမယ်အဲ့ဒါနေဝင်ကြည့်ပေါ့လိမ့်စာအတီချာထက်ရှိတယ်ဆိုရင်တော့ဒီအိမ်ကအဲဥစားတဲ့ပြည့်အဲဒီလူကကိုကိုတက်တည်ဘူးပဲမဟုတ်လဲသူများတက်လို့တည်သွားတယ်စားတဲ့ပြည့်သူကတော့အတီချာဖော်ပြထားတယ်ဗျအဆုံးထိကြည့်ပြီးရဲ့သူကအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်